အားလုံးပဲမင်္ဂလာပါရှင်။မကျနာတရင်ကြနေရဲ့ရူဘီလာ23ရက်နေ့ရူယူစစံကိုတက်ဆက်ပြတော်မှာဖြစ်ပါရယ်။ဆစ်ရှုံတွေအားလုံးကြောင်းတန်းနိုင်အောင်လှုပ်ဆောင်ပေးမယ်လို့ကချင်ဝန်ကြီးချုပ်ဦးကထိန်နံကပြောဆိုခဲ့ပေမဲ့ဝိုင်းမော်ဆစ်ရှောင်းကလေးတွေကတော့အစတင်နှစ်တနည်းဆုံးရှုံးခဲ့ရပါရယ်။ရိုမန်ကက်သလစ်သာသနာကောင်ဆောင်ဘူယဟမင်းကြီးဖရန်စစ်ပြန်လည်တော်ပါပြီ။ပြီးခဲ့တဲ့3လအတွင်းမြန်မာနိုင်ငံတော်အမျိုးသမီး138ဦးသေဆုံးခဲ့ပြီး133ဦးထိခိုက်ဒဏ်ရာရှိခဲ့ရလို့မြန်မာမျိုးသမီးတမန်ကရဲ့ထုတ်ပြန်ချက်အရသိရပါရယ်။ စားရတဲ့တဲ့နေကိုတက်ဆက်ပြတော့မှာပါကျမတို့အစီအစဉ်တစ်ဆက်တူမင်းနေဖြစ်ပါတယ်ဆရှောင်းတွေအားလုံးကြောင်းတက်နိုင်အောင်လှူဆောင်ပေးမယ်လို့ကချင်ဝင်ကြီးချုပ်ဦးကထိန်နန်းကပြောဆိုခဲ့ပေမယ့်ဝိုင်းမော်ဆရှောင်းကလေးတွေကတော့စာတင်တဲ့နေ့ဆုံးရှုံးခဲ့ရပါတယ်။ဆက်ဆိုင်ကတင်ဆက်ပေးမှာပါ။ စခန်းရှိရွာနဲ့ရွာတစ်ဝိုက်မှာရှိတဲ့ចောင်းတွေမှာចောင်းသားဥယျာဉ်များသွားတဲ့အတွက်စာတင်ခန်းမလုံလောက်တော့တာကြောင့်ចောင်းမထက်နိုင်ပဲနားလိုက်ရတာလို့နှောင်းချင်းစစ်ဆောင်စခန်းတာဝန်ခံကပြောပါတယ်သူတို့ကတနေ့နှစ်နာသွားတယ်အဲတချို့ကတော့အလုပ်တွေရှာလုပ်သွားကြတာမျိုးတွေဖြစ်သွားကြတယ်ပေါ့တချို့ကလည်းတင်တန်းတွေတက်လိုက်အဲ့ဒီလိုမျိုးတွေဖြစ်သွားတယ် ဒါပြင်ကြောင်းကြိုကြောင်းဖို့ရင်ွေမရှိတာအဆက်ဆက်အရာရာမြင့်တက်နေတဲ့ကုံစိန်တုံးတွေအကြားအခက်ခဲအမျိုးမျိုးကြောင့်ဆစ်ဆောင်ကလေးတွေရဲ့စာတင်ကြားခွင့်ဆုံးရှုံးခဲ့ရတာဖြစ်ပြီးဒီနေ့မှလည်းကလေးအလုံးစာတင်ကြားနိုင်ဖို့မရေရာဘူးလို့လည်းဆိုပါတယ် အဲ့ဒီလိုစာတင်နှစ်တနေ့နှစ်နာသွားရတဲ့ကလေးတွေထဲမှာဒီနှစ်ကြောင်းပြန်တက်ဖို့ပြင်ဆင်နေသူတဝက်တောင်မရှိတော့တဲ့အပြင်အများပိုင်းဟာအထက်တန်းတက်ရမယ့်ကလေးတွေဖြစ်တယ်လို့လည်းသိရပါတယ်။ကြောင်းလို့လုံးမရတော့ဘူးလို့ဆရာကကြောင်းတိုင်းတော့လို့အလုံးလုံးစားရတော့တယ်လေ။အလုံးလုံးသွားကြတယ်၊ရွှေတူးသွားလိုက်ကြတယ်၊တင်တန်းတွေသွားကြတယ်။အဲ့ဒီလိုတွေဖြစ်သွားကြတာပေါ့နော်။သူတို့တွေအနေနဲ့ကတော့အကြောင်းသက်ချင်ပါတယ်။ဒါပေမဲ့ကြောင်းတက်နိုင်တဲ့အတွက်ကြောင်းရအလုပ်ကိုမလုပ်သွားကြတယ်။ဘလို့မှတော့မတက်နိုင်ကြဘူးလေ။ တိုက်ပွဲတွေပြင်းထန်ပြီးနောက်တပင်းနယ်လုံးရှိចောင်းသူចောင်းသားအားလုံးចောင်းတက်နိုင်ဖို့အတွက်ပြင်းနယ်ကောင်းစီအစိုးရအဖွဲ့အနေနဲ့စ조사လုံးဆောင်နေចောင်းစစ်ကောင်စီခန့်ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထင်နန်ကမနိကမေလာမှာအခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်ဂျွန်စတာပရော့ဆိုဘက်စတီဝါဂျွန်ဖော့ဒါလည်းပြောကျွန်တော်တော့ရနေရစပြီးចောင်းဖွဲ့မှာဆိုတော့ចောင်းလူចောင်းသားတွေအားလုံးចောင်းတက်နိုင်ဖို့အတွက်조사နေတယ်ပြီးတော့စစ်ရှောင်းတွေလည်းသူတို့ရှိတဲ့နေရာနဲ့နှီးတဲ့ចောင်းမှာအားလုံးတက်နိုင်အောင်အားလုံးလက်ခံဖို့အတွက်အားလုံးပြင်ဆင်ထားတယ် စစ်ဆောင်တဲ့မူလတန်းကလေးတွေကိုမောကာအင်ဂျီ၊ចောင်းဝုံစုံနဲ့ចောင်းလွယ်အိတ်အပါပလာစာအုပ်တဒါဆင်ခဲတံပေးတံပုံလေးစာအုပ်တွေကိုထောက်ပံ့ပေးသွားနိုင်အောင်စ조사နေရလို့လည်းဆက်လက်ပြောကြားခဲ့ပါတယ်။စစ်ဆောင်စခန်းကိုဥဆောင်သူလူကြီးတွေနဲ့မိဘတွေအနေနဲ့လည်းကလေးတွေចောင်းတက်နိုင်ဖို့တနိုင်တဲ့ဘက်ကစ조사ခဲ့ပေမဲ့ဘလို့မှမတက်နိုင်တော့တဲ့အခြေအနေကြောင့်ကလေးတွေပညာသင်တဲ့တနည်းဆုံးရှုံးသွားပြီလို့ဆိုပါတယ်။မိဘတွေအနေနဲ့လည်းကလေးတွေကိုတခြားကိုကြောင်းပြောင်းထားနိုင်ဖို့အတွက်ငွေချေးမရှိတဲ့အပြင်နိုင်ငံရေးမတည်မငြိမ်ဖြစ်နေတဲ့ကာလမှာ စိတ်မချတာတွေကြောင့်စစ်ဆောင်စခန်းထဲမှာပဲနေထိုင်နေကြရတယ်လို့ကြားသိရပါတယ်။ဝိုင်းမော်မျိုးကအထက်တန်းနှစ်ကျောင်းကိုတော့စစ်ကောင်စီဘက်ကမြို့ကိုဆက်လက်ထိန်းချုပ်ထားနေတဲ့အနေအထားမှာကျောင်းဖွင့်ပေးခဲ့ပေမဲ့လုံခြုံရေးကြောင့်လာရောက်တက်ကြတဲ့ကျောင်းသားတွေနေပါခဲ့တယ်လို့သိရပါတယ်။ဝိုင်းမော်မျိုးဘက်ချမ်းရှိဗလာမင်းတင်တားမြောက်ဘက်ပိုင်းတလျှောက်ကခြေရွာတွေဖြစ်တဲ့လပန်းနောင်ချင်းမပွန်ဟန်ဂေါအင်္ဂန်ခန်းဘူကွီထူခန်ယန်စားတဲ့ခြေရွာတွေအတွင်းမှာစစ်ဆောင်စခန်း၄၂နေရာဖွင့်လှစ်ထားပြီးလူဦးရေ၂၀၀၀ကျော်ခိုလုံနေကြတာဖြစ်ပါတယ် စစ်ဆောင်အင်ချင်2200ဟောင်းဝိုင်းမော်မြို့နယ်မြို့အနီးနားကကျေးရွာတွေကနေမနစ်မတ်လ90နှစ်ကစတင်ဖြစ်ပွားခဲ့တဲ့ KIA ပူးပေါင်းတပ်တွေနဲ့စစ်ကောင်စီတို့ကြားတိုက်ပွဲတွေကြောင့်တင်းချောင်ခဲ့ရတဲ့သူတွေဖြစ်ပါတယ်။ဖီဒူလူသူအနေနဲ့မိမိဒေတာမှာဖြစ်ပေါ်နေတဲ့သတင်းကြောင်းရတွေကိုပေးပို့ခြင်းနေဆိုရင်တော့မချနာသတင်းချန်နယ်ရဲ့ Messenger အနေဖြစ်စေဖုန်းနံပါတ်3996 3933နဲ့တက်ကိုဖြစ်စေဆက်သွယ်ပေးပို့နိုင်ပါတယ်။ ပြီးခဲ့တဲ့3လအတွင်းမြန်မာနိုင်ငံသူအမျိုးသမီး218ဦးသေဆုံးခဲ့ပြီး233ဦးထိခိုက်ဒဏ်ရာရှိခဲ့ရလို့မြန်မာမျိုးသမီးတမက BWU ရဲ့ထုတ်ပြန်ချက်အသေးအပေါ်ရထရူဇာကတင်ဆက်ပေးမှာပါ January လအတွင်းမှာသေဆုံးသူ86ဦးနဲ့ထိခိုက်ဒဏ်ရာရရှိသူ89ဦး ဖေဖော်ဝါရီလမှာတည်ဆုံသူ66ဦးနဲ့ထိခိုက်ဒဏ်ရာရရှိခဲ့သူ68ဦးထိခိုက်ဒဏ်ရာရရှိခဲ့သူ68ဦးမတ်လမှာတော့တည်ဆုံခဲ့သူ66ဦးနဲ့ထိခိုက်ဒဏ်ရာရရှိခဲ့သူ88ဦးရှိခဲ့တယ်လို့သိရပါတယ်ထိခိုက်တည်ဆုံရတဲ့အကြောင်းရင်းတွေကတော့စစ်ကောင်စီရဲ့လေကြောင်းနဲ့ပုံကျဲတိုက်ခိုက်မှုပီတူရီရဲ့ရွာနဲ့အိမ်တွေကိုပြစ်မှတ်ချပြီးလက်နက်ကြီးဖိခတ်မှုတပ်ဖြတ်မှုမြေမြုပ်မိုင်းလိမ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုမိရှုတပ်ဖြတ်မှုနဲ့အကြောင်းမဲ့ရိုက်နှက်ခံရတာတွေကြောင့်ဖြစ် ်တယ်လို့ဖော်ပြပါရှိပါတယ်။စစ်ကောင်စီကအဲ့ဒီရာဇဝမှုနဲ့လူသားမျိုးနွယ်တွေအပေါ်ကျူးလွန်တဲ့ရာဇဝမှုတွေအပါအဝင်အမျိုးမျိုးသောလူအခွင့်အရေးချုပ်ဖောက်မှုတွေကိုနေမျိုးစုံနဲ့ဆက်လက်ကျူးလွန်နေတာကြောင့်အမျိုးသမီးတွေဟာလည်းနေစင်နဲ့အများအသက်ဆုံးရှုံးတာနဲ့ထိခိုက်မှုတွေကိုခံစားနေရတယ်လို့ဆိုပါတယ်။ မနေ့က2024ခုနှစ်မှာတည်ဆုံတဲ့အမျိုးသမီးဦးရေဟာ488ဦးရှိခဲ့ပြီး2023ခုနှစ်မှာတော့390ဦးရှိခဲ့တယ်လို့လည်းသိရှိရပါတယ်။မြမအမျိုးသမီးတမကရဲ့အမျိုးသမီးမှတ်တမ်းနဲ့သူတည်တနာလုပ်ငန်းစီအနေနဲ့ထုတ်ပြန်တဲ့အချက်အလက်တွေဟာတိကျခိုင်လုံတဲ့တည်မီဒီယာအချက်အလက်တွေနဲ့မြေပြင်ကနေရရှိလာတဲ့အချက်အလက်တွေကိုစုဆောင်းမှတ်တမ်းတင်ထားတာဖြစ်တယ်လို့ဖော်ပြထားပါတယ်။ဒါပေမဲ့လက်တွေ့မြေပြင်အခြေအနေမှာဖွဲ့အနေနဲ့ဒေတာနဲ့တည်တင်းတွေကို လက်လက်မြေဖို့အခက်အခဲများစွာရှိတာဖြစ်တဲ့အတွက်ကိန်းကနန်တွေဟာမြေပြင်မှာတိချက်ပုံများနိုင်တယ်လို့လည်းသုံးသပ်ဖော်ပြချပါတယ်။တဘာဝပေကြုံနေရချင်းဖြစ်တဲ့ April အတွင်းမှာလည်းစစ်ကောင်စီဟာလက်ချောင်းအုံပြိုတိုက်ခတ်မှုကို အရင်လတွေချက်ပုံမပြုတ်လုပ်နေတာကိုတွေ့ရှိရတယ်လို့လည်းဆိုပါတယ်။ မန်ကက်သလစ်သာသနာကောင်ဆောင်ပိုယဟမင်းကြီးဖရန်စစ်ပြောင်းလွန်သွားပြီလို့ဗတ်တီကန်မြို့တော်ကဆိုပါတယ်။သက်တော်88နှစ်ရှိပြီဖြစ်တဲ့ပိုယဟမင်းကြီးဖရန်စစ်ဟာဒီကနေ့ဥပိလာ23ရက်နေ့ဒေတာစံတော်ချိန်မနက်9:35မိနစ်ကဒူနေထိုင်ရာဗတ်တီကန်ရဲ့ကာဆာစန်တာမာတာမှာပြောင်းလွန်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ပိုယဟမင်းကြီးဖရန်စစ်ဟာမြန်မာနိုင်ငံရဲ့ငင်းချမ်းရေးအတွက်ဆူတောင်းပေးကြဖို့ထူထောင်ဆောင်ခဲ့သူတူဖြစ်တယ်လို့ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကအကောင်ကြီးပေးရမှာလဲမြန်မာနိုင်ငံကပြင်ချန်တဲ့ငလင်းနဲ့ကာလာရှေချပဏိပခါတွေမှာ တခွာရောက်ခေချာရောက်ဒူတွေကိုကူညီပေးဖို့နဲ့ဆူတောင်းပေးဖို့လေတောင်းဆိုခေချောင်း RVA မြန်မာကလည်းရေးသားထားပါတယ်2019ခုနှစ်ကမြန်မာနိုင်ငံကိုလာရောက်ခဲ့ဘူးတဲ့ပိုယဟမင်းကြီးဟာအဆုတ်ယုံနမိုနီးယားရောဂါကြောင့်ပီကရီလပိုင်းကဆေးရုံသက်ဆေးကုတမှုတွေခံယူခဲ့ရတာဖြစ်ပါတယ်။ မပြန်လို့မီမနေ့ကအစ္စတာပွဲတော်နေမှာလေလူထုနဲ့တွေ့ဆုံပြီးဆုတောင်းပေးခဲ့သေးတယ်လို့သိရပါရယ်အာဂျင်တီးနားနိုင်ငံဖွာဘိုဟမင်းကြီးဖရန်စစ်ဟာဥရောပပင်ပကပထမဦးဆုံးရွေးချယ်ခံရတဲ့ဘိုဟမင်းကြီးဖြစ်ပြီးရိုမန်ကက်သလစ်သာသနာကောင်ဆောင်အဖြစ်2013ခုနှစ်ကနေထံဆောင်ခဲ့တာဖြစ်ပါရယ်အချက်တဲကာလတွေမှာကိုယ့်ရဲ့စိတ်ကြမ်းမာရေးကိုယူဆိုင်နိုင်မယ့် self care နည်းလမ်းလေးတွေကိုဝေမျှပေးလိုက်ပါရယ် လက်တလောကျမတို့ကြုံတွေ့နေရတဲ့ငလင်လောက်ခတ်မှုဖြစ်ရဆိုကြောင်းနိုင်ငံတော်ဝန်မှာထိခိုက်နှံ့မှုများစွာကြုံတွေ့နေရပါတယ်။အဲ့ဒီထဲမှာစိတ်ပိုင်းဆိုင်ရာထိခိုက်မှုများကလက်ရှိကာလမှာတည်းမကနောက်ဆက်တွဲတက်ရောက်မှုများစွာရှိနိုင်တာကြောင့်ကျမတို့ရဲ့စိတ်ကြမ်းမာရေးအတွက်အလွယ်တကူဂရုစိုက်နိုင်မဲ့နည်းလမ်းလေးတွေကိုဝေမျှပေးသွားမှာဖြစ်ပါတယ်။ဒီကာလမှာ အဓိကကြုံရသည့်ရှိတာကစိုးရိမ်တော့ကတွေဖြစ်ပါတယ်။ငလင်ဖြစ်ပွားတော့ငါကြုံလိုက်ရတဲ့စိတ်အခြေအနေတွေဆိုရှယ်မီဒီယာကသတင်းတွေကြောင့်ပူပန်မှုတွေဖြစ်နိုင်ပါတယ်။ဒါကြောင့်ဒီစိုးရိမ်မှုတွေလျှော့ကြအောင်နဲ့စိတ်လုံခြုံတဲ့ခန်းစားချက်လေးတွေရအောင်ပေါ်ပြပါအချက်လေးတွေလုပ်ကြည့်လို့ရပါတယ်။၁မိမိရဲ့ခံစားချက်တွေအတွေ့အကြုံကို ကိုယုံကြည်ရတဲ့မိသားစုတငယ်ချင်းမိတ်ဆွေတွေကိုယင်ဖွင့်ပြောဆိုတာ ကိုယ့်ရဲ့ခံစားချက်လေးတွေကိုမဝေဖန်ပဲအတိအမှတ်ပြုပေးတာမျိုးကအများကြီးအထောက်ပံ့ပြုပါတယ်။နှင်းလက်ရှိဖြစ်ဆုံးပံ့ကိုအာယုံဆိုင်ပြီးစိတ်ကိုပြန်လည်တည်ငြိမ်လာအောင်အသက်ကိုပြင်းပြင်းရှူသွင်းရှူထုတ်လုပ်တာကိုယ့်ရဲ့ပတ်ဝန်းကျင်ကအတန်းအနက်အထီးအတွေ့မြင်ကွင်းတွေကိုဂီယူဒီဇိုင်းအာယုံခံကြည့်တာမျိုးတွေလုပ်လို့ရပါတယ်။၃မိမိကိုစိတ်သက်သာရရစေမဲ့တည်ငြိမ်စေမဲ့အရာလေးတွေလုပ်တာဥပမာညောင်းတဲ့တန်ဆန်လေးတွေနားထောင်တာပကြီဆွဲတာ အယောင်ချေတာအိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ဆော့ကစားတာမျိုးတွေပြုလုပ်လို့ရပါတယ်။ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကဆက်ဆက်နေတာဖြစ်လို့ခန္ဓာကိုယ်လိုအပ်ချက်လေးတွေကိုခရီးဆိုင်ပေးဖို့လိုအပ်ပါတယ်။လေးအိပ်ဆက်ခြင်းဟာကျမတို့ရဲ့ကိုယ်ရောစိတ်ကိုပါအကောင်းဆုံးသောအနာပေးတဲ့နည်းလမ်းဖြစ်တာကြောင့်အိတ်ချိန်ပြပြဝဝဖြစ်အောင် အိတ်ဆက်အနာယူဖို့အိတ်ချိန်ပုံမှန်လေးတွေထားရှိဖို့တိုက်တွန်းချင်ပါတယ်။၅ ဒီအချိန်မှာစားချင်တောက်ချင်စိတ်တွေညှောနေနေနိုင်ပြီမယ်။ရေတက်ပြေဝအောင် အာဟာရပြေဝအောင်စားတောက်ဖို့လိုအပ်ပါတယ်။၆ကိုယ်လက်လှုပ်ရှားမှုဟာစိတ်ရောကိုယ်ပါအထောက်ပံ့ဖြစ်စေတာမို့မိမိတို့အတွက်အဆင်ပြေတဲ့လေ့ကျင့်ခန်းတွေပြုလုပ်တာအကျောလျှော့ပေးတာမျိုးတွေပြုလုပ်ပေးလို့ရပါတယ်။ငလင်းဖြစ်ပွားပြီးနောက်ပိုင်းမှာကိုလုံးနေကြနေစဉ်လုပ်ငန်းဆောင်တာတွေကိုမလုပ်ဖြစ်တာမျိုးတွေရှိတတ်ပါတယ်။ ဒီခါမှာအတွေးတွေများလာပြီးစိတ်မသက်သာတာတွေရှိတတ်တာကြောင့်ကိုယ့်ရဲ့ routine လေးတွေလည်းလည်ပတ်ဖို့စူးစမ်းကြည့်စီချင်ပါတယ်။ခုနှစ် social media ကသတင်းအချက်အလက်တွေရဖို့အရေးကြီးသလို social media ကသတင်းအမှားတွေပုံရိပ်တွေကကိုယ့်ကိုစိုးရိမ်ပူပန်တာတွေဖြစ်စေနိုင်တာကြောင့်အချိန်ကတ်သက်ပြီးအသုံးပြုတာကပိုပြီးအကျိုးရှိပါတယ်။ရှင်း ကိုဝါသနာပါတဲ့အရာတွေကိုကိုစိတ်ပျော်ရွှင်စေမဲ့အရာတွေဥပမာတခြင်းနာထောင်နာစာဖတ်တာပုံဆွဲတာမျိုးလေးတွေလှူဆောင်လို့ရပါတယ်။ကိုကိုရဲ့တငယ်ချင်းမိတ်ဆွေတွေနဲ့အဆက်အသွယ်မပြတ်ရှိတာအချင်းချင်းကူညီထောက်ပံ့တာကိုတက်နိုင်တဲ့အပိုင်းတွေမှာ volunteer စေတနာဝန်ထမ်းတွေအနေနဲ့ပါဝင်တာမျိုးတွေကစိတ်ကျမ်းမာဖို့အထောက်အကူပြုပါတယ်။ ဒီဖြစ်ရဆိုကြီးဟာကျမတို့ရဲ့စိတ်ကြမ်းမာရေးကိုတက်ရောက်ပြီးအကျိုးဆက်နေနဲ့လဲစိတ်ပိုင်းဆိုင်ရာပြဿနာတွေဖြစ်လာနိုင်တာကြောင့်ကြိုတင်ကာကွယ်ရာမျိုးတွေပြုလုပ်လို့ရပါတယ်။အစဲစိတ်ဖိစီးမှုတွေဖြစ်လာတဲ့အခါ unhealthy coping မမှန်ကန်တဲ့ဖြေရှင်းနည်းတွေအသုံးပြုတာမျိုးရှောင်ကျဉ်သင့်ပါတယ်။ဥပမာအရက်အလွန်ကျွံတောက်တာ၊မူရစေဝါတုံးဆွဲတာ၊ကိုယ့်ရဲ့ခံစားချက်တွေကိုတခြားသူပေါ်ပုံချမိတာမျိုးတွေရှောင်သင့်ပါတယ်။၁၁ ။ဥရာယင်ဆိုင်နိုင်ဖို့ခက်ခဲလာပြီးမိမိအတွက်လိုအပ်လာပြီးဆိုရင်စိတ်ပိုင်းဆိုင်ရာအရာအကူအညီတွေရယူတာ၊ counseling ယူတာ၊ emotional support session နဲ့ workshop တွေပါဝင်တာ၊ဆရာဝန်တွေနဲ့ပြသတာမျိုးတွေပြုလုပ်သင့်ပါတယ်။ဆက်နေဒီကာလမှာကိုမလုတ်ပေးနိုင်တဲ့မကူညီပေးနိုင်တဲ့အရာတွေကလည်းအများကြီးရှိနိုင်တာမို့ဖြစ်နိုင်ရင်ကိုလုတ်နိုင်တတ်နိုင်တဲ့အရာတွေပေါ်မှာပိုအာရုံစိုက်ပြီးကူညီထောက်ပံ့တာမျိုးကကိုယ့်ရဲ့စိတ်ကြမ်းမာရေးအတွက်ကောင်းမွန်စေနိုင်ပါတယ်။ ချနာသတင်းချန်နေရေရေဒီယိုအစီအစဉ်ကိုအပတ်စဉ်သတင်းလာနေရနေတောက်ကြနေအထိည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။ကချင်ပြည်နယ်တွင်းကနောက်ဆုံးရသတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းဒီချနာသတင်းချန်နယ် app Facebook စာမျက်နှာ YouTube နဲ့ website တို့ကနေသတင်းလဲစောင့်မျှော်ကြည့်ရှုနာဆင်နိုင်ပါပြီ။